အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့စနေသားမီးတွေအတွက်အထက်ဆောင်ပန်းတွေကောင်းတဲ့ဂျိုတွေကိုဘယ်လိုအသုံးချရမလဲဆိုတာလေးပြောပြချင်တာဖြစ်တယ်အဲ့တော့စနေဆိုတဲ့ဂျိုတလုံးကိုကျွန်တော်တို့ကအရင်ကြည့်အောင်လူပုတ်ကိုဆိုတာခဏပယ်တာစနေဆိုတဲ့ဂျိုကဘယ်လိုဟာမျိုးလဲပေါ့စနေဂျိုဆိုတာကျွန်တော်တို့ကဘာဂျိုနဲ့ဝေးလံတဲ့နေရာမှာရှိတယ်ဒါကြောင့်ပဲကျွန်တော်တို့ကစနေဂျိုကိုကောက်ယူတဲ့ခါကျရင်ကျွန်တော်တို့ကဒီဇိန်းတရံလို့ကောက်ယူလေးရှိကြတယ်နော်စနေဆိုတာဒီဇိန်းတရံစနေဆိုတာရက်ဝေးနေကြနိုင်ငံသား ။အော်စနေဆိုတာအထီးကျန်ဆန်တယ်တယောက်ထဲနေတယ်တကူလေးနေတယ်။အဲဒီသဘောမျိုးကိုကျွန်တော်တို့ကယဉ်ညွှန်းတာဖြစ်တယ်။ဒါကြောင့်စနေသားသမီးတွေကတကယ်စနေသားသမီးစစ်စစ်မွေးတဲ့ချိန်ကလည်းစနေဂျုံနဲ့ပတ်သက်ပြီးဘယ်လိုပြောမလဲအားကောင်းတဲ့အချိန်ဖြစ်ခဲ့တယ်လို့ဆိုရင်စနေသားသမီးကတော်ရုံမလို့ရပဲစကားဝင်မပြောဘူး။ခက်ဆိုင်ဆိုင်ခက်ပြင်းပြင်းနေတယ်။တတ်နိုင်တော့ကျွန်တော်တို့အလောကုတ်လောက်တာမျိုးနည်းနည်းရှားရတယ်ပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးကိုသွားပါတယ်အဲ့တော့ ကြည့်လိုက်တဲ့ဒစိမ့်ဆန်တာမျိုးအပြုံးရည်မရှိတာမျိုးခက်ဆင်းဆင်းနေတာမျိုးဟိုလူတွေနှုတ်ဆက်လူစင်နှုတ်ဆက်ဟိုလူပြောမှလူပြောမှတိတ်လောက်တာမျိုးစနေကြောကမရှိဘူးစနေသားမီးမှလည်းစနေသားမီးစစ်စစ်တွေကအဲ့ဒီပုံစံမျိုးနည်းနည်းသွားရတယ်ပေါ့နော်ဒါကြောင့်ပဲစနေသားမီးတွေကိုတကယ်ထိန်းချုပ်ပေးနိုင်တဲ့ကြောကဗုဒ္ဓဖူးကြောဒါကြောင့်ပဲဗုဒ္ဓဖူးကနဝင်းမှာရောက်နေတယ်နော် အဲ့တော့ဗုဒ္ဓဘုနဲ့ဝင်းရှိတာဗုဒ္ဓဘုကိုထိန်းချုပ်ပေးတာဖြစ်တယ်အချို့ကအဲ့ဒါကိုသုံးပေါက်ပဲနဲ့စနေဆိုရင်မိဘစနေဆိုရင်ဗုဒ္ဓဘုနဲ့မွေးမယ်လို့နော်မိဘဗုဒ္ဓဘုဆိုစနေမွေးမယ်လို့ဟာကိုကဗုဒ္ဓဘုဆိုရင်စနေကိုယူမယ်လို့ကိုကစနေဆိုဗုဒ္ဓဘုယူမယ်အဲ့ဒီဟာတွေကအဲ့ဒီအတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတာမဟုတ်ဘူးနာမည်ဒီမှာလဲလို့ပဲဟာခလီးကစနေမို့လို့ဗုဒ္ဓဘုနဲ့ပိပိတ်ပေးမယ်လို့ဗုဒ္ဓဘုသားမီးကိုစနေနဲ့ပိတ်ပေးမယ်လို့အဲ့လိုတွေရှောက်လုပ်တာတွေကလည်းမှားပါတယ်နော်ဒါကြုံလို့ပြောပြတာပါအဲ့ဒီအတွက်ရည်ရွယ်ထားတာမဟုတ်ဘူးဒါတွေကဒီလိုမျိုးစဉ်းစားဖို့တည်းရည်ရွယ်ထားတာဒါကြောင့်ပဲစနေသားမီးတွေကကျွန်တော်တို့ အနေနဲ့ပြောရမယ်ဆိုရင်အရန်ကြီးဒစိမ့်ဆန်တာတွေကိုပြည့်ရော့စေဖို့ဗုဒ္ဓဖူးနဝင်းမှာရှိတယ်။ဒါကြောင့်နဝင်းကိုဆောင်ဆိုတာရှိတယ်။နဝင်းဆောင်ဖို့အတွက်ကျွန်တော်တို့ကနည်းနည်းလေးပေါင်းသင်းဆက်ဆိုင်ရင်းနဲ့ပဲလူမှုဆက်ဆိုင်ရင်းနဲ့ပဲလင်းနဲ့ပဲကိုသူများတွေတဲ့မတူပဲချဲ့ထွင်ပါလို့ပြောတာ။ပင်စနေသားသမီးတွေအောင်မြင်နေတယ်ဆိုရင်စကားပြောပါဗုဒ္ဓဖူးကစကားပြောခိုင်းတာ။နဝင်းမှာရှိတဲ့အတွက်စကားများများပြောမယ်။နော်ပတ်ဝန်းကျင်နဲ့လက်အောင်ကြီးထွေနေမယ်။မိစေအတိုင်းဝိုင်းမြောင်းအောင်နေမယ်။ နော်ဆက်ဆံရေးပြည်လဲအောင်ပြည်ပြအောင်နေမယ်ဗုဒ္ဓဘုရားလူမှုရေးကြိုဖြစ်တဲ့အတွက်လူမှုရေးတာရေးနာရေးကိစ္စတွေမှာဝင်အောင်ဆောင်ရွက်မယ်အဲ့လိုမျိုးဆောင်ရွက်ပေးတဲ့ဗုဒ္ဓဘုရားသမီးတွေ sorry စနေသားမီတွေဖြစ်တယ်ဆိုရင်ဗုဒ္ဓဘုရဲ့ဖေးမမှုကိုရပြီးတော့အဲ့လိုလူတွေကဘွားမှာပို့အောင်မြင်တယ်ဒါကြောင့်တင်ရစနေသားမီပြည်ဆိုတော့လူမှုရေးကိစ္စတွေမှာဝင်ပါမယ်နော်တာရေးနာရေးကိစ္စတွေမှာဝင်ပါမယ်လူမှုဆက်ဆံရေးအပိုင်းမှာအားကောင်းအောင်လုပ်မယ်စကားပြောမယ်အရင်နှုတ်ဆက်မနေဘဲနဲ့နေမယ်နော်အပြုံးရံမရှိတီတီမနေဘဲနဲ့အပြုံးရံ ရှိဖို့လိုတယ်ဒီအချက်လေးတွေကိုလိုက်နာနိုင်မယ်ဆိုရင်လည်းစနေသားမီဒီယာဘဝမှာပို့ပြီးတော့ကံကောင်းမှုအဆင်ပြေမှုတိုးတက်မှုတွေကိုရနိုင်တယ်လို့ပြောတာတော့ဒါကတော့လိုက်နာအမယ်အချက်ကိုပြောတာနဝင်းဖြစ်တဲ့အတွက်ဒုတိယအနေနဲ့စီးပွားပေါ့စီးပွားရေးနဲ့ပတ်သက်တာစနေသားမီဒီယာစီးပွားရေးနဲ့ပတ်သက်ရင်တနေ့ကနေကြိုပိုင်တယ်အညွန့်ကြိုအညွန့်ကြိုကတနေ့ကနေတနေ့ကနေနဲ့ပတ်သက်ရင်ကျွန်တော်တို့ကတနေ့ကနေလုပ်ငန်းဆိုတာအဲ့အစိုးရနဲ့ဆက်ဆက်တဲ့လုပ်ငန်းဥပဒေနဲ့ပတ်သက်တဲ့လုပ်ငန်းလို့ပြောတာဒါဆိုစနေသားမီဒီယာဘဝမှာအစိုးရဝန်ထမ်း လှုပ်လို့ရတယ်တင်းနှင်းကုန်နေဖြစ်တဲ့အတွက်နော်အဲ့တော့ဝန်ထမ်းလှုပ်တယ်ဆိုရင်တော့ကိုလာစားနဲ့ကြိုက်လားမကြိုက်လားကိုနဲ့အဆင်ပြေလားမပြေလားတော့ကြည့်ရဖို့လိုတာပေါ့နော်အဲ့တော့လာစားကစပြီးပေးရဘလောက်ဘလောက်ရတယ်ဆိုတော့သိနေကြတာပဲနော်ဘယ်နိုင်ငံရဲ့လာစားဘလောက်ရှိတယ်ဒီနိုင်ငံမှာဒီဟာလုပ်ရင်လာစားဘလောက်ရတယ်ဆိုတော့သိရဒီလာစားနဲ့လောက်ရင်မလောက်ရဆိုတာလည်းသိနေတာပဲနော်အဲ့ဒါမှမဟုတ်ဘဲနဲ့လာစားမလောက်လို့ပါဖို့ဆိုပြီးတော့အကြောင်းပြချက်ပေးတာတကယ်တော့ရည်စရာကောင်းတယ်ဒါကြောင့်ကိုကဝန်ထမ်းလာကစားအကျိုးပေးတယ်ဆိုတာသိတာပါ ဒါကြောင့်ကျွန်တော်တို့ကလာစာများများရတဲ့ဝန်ထမ်းလုပ်မှာပေါ့။ဒါကြောင့်နိုင်ငံသားမှာသွားပြီးတော့ဝန်ထမ်းလုပ်မှာလား။အဲတော့လာစာများနိုင်တဲ့ကုမ္ပဏီဝန်ထမ်းလုပ်မှာလား။အစိုးရဝန်ထမ်းဆိုလေတကယ်ကိုပြန်ပြီးတော့ကိုယ့်အတွက်တက်လန်းရှိတယ်အပြင်မှာပြန်ပြီးတော့အသက်မွေးလို့ရနိုင်တဲ့အလုပ်မျိုးတွေကိုစဉ်းစားပြီးတော့ဝန်ထမ်းလုပ်မှာလား။ဒါကိုတစ်ချက်ကျွန်တော်တို့ချိန်ဆဖို့လိုတာပေါ့ဗျာ။အဲဒါဆိုတော့ကိုယ့်အတွက်ပြန်ပြီးတော့ apply လုပ်လို့ရတဲ့ဟာမျိုးတွေကိုဝန်ထမ်းအနေနဲ့လုပ်တဲ့။ပြီးလည်းပြီးတော့ကျွန်တော်တို့တနင်္ဂနွေကျူကဘာကိုပြောတာဥပဒေကိုပြောတာ။ အဲ့တော့စနေသားမီးတွေတော်တော်များများကဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။နားလည်အောင်ပြောရရင်ပြမကောင်းတဲ့အတက်မွေးမှုတွေလုံးဝမလုပ်နဲ့လို့ပြောတာ။နော်ဥပဒေနဲ့မလုပ်ခင်တဲ့စီးပွားရေးတွေ။နော်အဲ့တော့အများကဒီဟာဒီဟာမလုပ်တင်ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတယ်။ဥပဒေနဲ့မလွတ်တာတော့မဟုတ်ဘူး။အဲဒီလိုမျိုးတွေကိုကျွန်တော်ကမလုပ်စေချင်ဘူး။ဒါဆိုစနေသားမီးတွေအတိုးရင်ဝါပေးစားတာမျိုးတွေနှလုံးသုံးလုံးရောင်းတာမျိုးတွေဘောလုံးဝဲတိုင်းကန်တာတွေကြက်တိုက်ဖဲရိုက်လုပ်တာမျိုးတွေဥပဒေနဲ့မလွတ်တဲ့ကိစ္စတွေလုပ်တာမျိုးတွေ နော်အဲ့လိုဟာမျိုးတွေကအများကြီးပါဥပဒေနဲ့မလို့အဲ့ဒါတွေကိုကျွန်တော်တို့ကရှောင်သေးခြင်းနဲ့နော်လိုင်စင်မရှိဘဲနဲ့ဟိုကဖြစ်တာမျိုးတွေဒီလိုမျိုးတွေကိုကျွန်တော်တို့ကရှောင်ပါလို့ပြောတယ်တော့ဥပဒေကိုလေးစားလိုက်နာတဲ့လူဖြစ်ရင်စနေသားမီဒီယာပူအောင်မြင်တယ်အဲ့တော့မဟုတ်တာလုံးနေတာမျိုးဆိုရင်သူကနှစ်ခုပြန်ထိတယ်တစ်ချိန်ချိန်မှာဥပဒေရဲ့ကျွန်တော်တို့အပြစ်ပေးခြင်းခံရသလို ကျွန်တော်တို့ဓမ္မဥပဒေဆိုတဲ့တရားရဲ့နော် ကကြမလှပင်းရဲ့ပြန်ပြီးတော့တလှည့်ပြန်ခံရတဲ့အချိန်မှာကိုမဟုတ်တာလုပ်ခဲ့တာတွေပြန်ဒုက္ခရောက်တယ်။မစနေသားမိတွေဆိုကျွန်တော်မဟုတ်တာမလုပ်ပါနဲ့လို့ပဲပြောလို့ရှိပါတယ်။နောက်ပြီးတင်းနေကုန်နေကြောကောင်းကင်မှာရှိတဲ့ကျွန်တော်နေမင်းဖြစ်တယ်။ကောင်းကင်မှာရှိတဲ့ကျွန်တော်တို့နေရဘာတာဝန်ယူလဲဆိုဒီဆက်ကြဝလာရဲ့တခုသူကတာဝန်ယူတာ။ဘာလို့ဒီဂျူတွေကဒီနေကိုပတ်နေရလဲ။ဒါကြောင့်ပဲစနေသားမိတွေကတကယ်စနေဂျူလဲဖွားစားတာမှာအားကောင်းတယ်ဆိုရင်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်။မျက်စိတည်းမြောက်ပြောရင်တာဝန်ကြည်တဲ့နေရာမှာ ူများတွေတဲတော်တယ်။ဒါကြောင့်စနေသားမီးတကယ်ဇာတာကောင်းတယ်။ဟိုနာမည်ပေးမှန်တယ်လို့ဆိုစနေသားမီးကိုဒိန်းဆိုဒီတာဝန်တစ်ခုပေးလိုက်။တာဝန်ကြည့်အောင်သူကလှုပ်တက်တယ်။အစင်ပြောင်ကြည့်လို့လိုက်ဆိုတော့သူမလှုပ်တက်ဘူး။ဒါပေမဲ့တာဝန်ကြည့်တယ်။သူ့ကိုခိုင်းတာတစ်ခုတစ်ခုဒါဒါဒါတွေငါဒီနေ့ပြီးကျင်တယ်ပြီးတယ်။အဲဒါစနေသားသမီးတော်တော်များများသူများဇာတာမှာလဲဆောက်သူတို့ဇာတာမှာလဲကောင်းခဲ့သည်ရှိတော်။တကယ်ကိုလုပ်ငန်းထဲမှာ CEO level တွေ manager ချုပ်ကြီးတွေအကြီးအမှုကြီးတွေ နော်အစိုးရဝန်ထမ်းမှာဆိုလဲညှုံမိုးကြီးတွေညှုံချုပ်ကြီးတွေအဲ့လောက်ထိကိုသွားဖြစ်နိုင်တယ်။နော်ဖွားစားတာလည်းကောင်းတယ်နာမည်လည်းကောင်းတာနဲ့တိုက်ဆိုင်အဲ့လောက်ထိကိုသွားစနေရတာဝန်ကြီးတဲ့နေရာမှာသူများနဲ့မတူဘူး။နေ့9နေ့မှာစနေရတာဝန်အခြေဆုံးလို့ပြောတယ်။ကိုယ်ဟန်စိုးရလို့မယ်လို့ဆိုဆိုတော့ကျွန်တော်တို့ကစနေသားမီးအတွက်တင်းနေခုနေကြွာအတက်တက်ကိုပေးတယ်။အဲ့တော့ကျွန်တော်အမြဲပြောတယ်ကျွန်တော်ဒီဘေးရင်လာမေးတယ်အိမ်မှာလာမေးတယ်လို့ဆိုတော့ကျွန်တော်ရှင်းပြပါဘူး။အတက်တက်ဆိုတာဘာကိုပြောတာလဲဆိုတော့အတက်တက်ဆိုတာစီးနဲ့အစားတောက်ပါ။နော် ဒါကြောင့်ပဲဆေးဝါးနဲ့ပတ်သက်တဲ့ကိစ္စလို့အတက်ခဲ့တဲ့ဆရာဝန်အလုပ်တို့သူနာပြုအလုပ်တို့ဆေးရောက်တာတို့နော်အဲဆေးရောက်တာကိုသူကအင်္ဂါဂျိုလို့ထင်တဲ့လူကထင်သေးတယ်မဟုတ်ဘူးလို့အတက်ကိုကဲတဲ့ဆေးဝါးနေအားလုံးကတင်းနှင်းကုန်နေပိုင်တယ်ဒါကြောင့်ပဲအဲ့လိုအလုပ်ငန်းနေအဆင်ပြေသလိုသူကနောက်ထပ်လူအများလုံးနဲ့အသုံးတဲ့တယ်လို့ပါလဲဆိုတော့စားတော့ကုန်ပါနော်အဲစားတော့ကုန်ဆိုအင်္ဂါလို့ထင်တဲ့လူကလည်းထင်ပြန်အောင်ဆန်ဆိုရင်အင်္ဂါစီဆိုရင်အင်္ဂါဟာဒုက္ခပဲအဲ့ဒါအဲ့ဒါတွေကအကုန်လွဲနေတာမဟုတ်ဘူးနော်လူပါစက်တဲ့ထဲ့ပြီးစားလို့ရတဲ့ဟာတွေကိုမုံရင်ကအုံနှုတ်ခေါက်ဆွဲ နောက်မနက်ခင်းစားနေတဲ့ထမင်းကျော်ထမင်းဆိုင်အဲခောက်ဆွဲကျော်နောက်တောက်တောက်ကျော်အစိမ့်ကျော်အများဟော့ပေါနော်အချာအချာစားလို့ရတယ်ကြီးဦးဒါအစားတော့အဲ့ဒီအစားတော့စားနေလူကအဟာရဖြစ်တယ်ကျမ်းမာရင်းနဲ့ညီညွတ်တယ်ကျမ်းမာရင်းကအဲ့တော့အစားတော့တော်တော်များများအားတင်းနှင်းကုန်နေပိုင်တယ်ဒါကြောင့်စားတော့ကုန်လုပ်ငန်းအနေနဲ့အောင်မြင်နေကြတဲ့လူတွေဟာတင်းနှင်းကုန်နေကြအားကောင်းကြတဲ့လူတွေဖြစ်တယ်နော်ဒါတော့ဆိုတော့ပေါ့မယ်ထင်ပါတယ်ဘလို့စီးပွားရေးမျိုးကကိုယ့်အတွက် ်အန်ကိုက်ဖြစ်တယ်အဝင်ခွင့်ကြဖြစ်တယ်ဆိုတာမျိုးကိုကျွန်တော်သိလိမ့်မယ်။အဲ့တော့စနေသားအမိဒီမှာကျွန်တော်တို့ကောင်းတဲ့ဂျိုက3ခုရှိတာ။အဲ့တော့ဂျာတာပရီဂျိုနော်ဂျာတာပရီဂျိုကအချစ်ရေးစံအိမ်အောင်ရေးကိုကိုစားပြုလို့တင်းတင်းကိုနေဂျိုကစီဝါရေးကိုကိုစားပြုတယ်ဗုဒ္ဓဘူးဂျိုကထိန်းကုတ်ဖို့အတွက်ကိုစားပြုတယ်။ဒါကြောင့်အချစ်ရေးဂျိုကဂျာတာပရီဂျိုဖြစ်တဲ့အတွက်ကျွန်တော်တို့သိထားရမှာကစနေသားအမိတွေက ယူတဲ့အိမ်တော်ဘက်တွေကအမျိုးများတာမျိုးတွေဟာ၁၀ရောက်မှ9ရောက်လောက်ကြုံရတယ်တဲ့အဲ့တော့ကိုယူမဲ့မိန်းမကိုစနေသားစနေသမီးကြီးကကြည့်ရတယ်ညီပေါ်မောင်တို့ကတိတ်များလားအမျိုးများလားအမျိုးချစ်တဲ့လူလားအဲ့ဒါမျိုးတစ်ချက်ကြည့်ရအဲ့ဒါမျိုးကြည့်ပြီးဟာမယူသိဘူးဆိုရင်မယူနဲ့အဲ့ရွှေမျိုးတွေရဲ့မိန်းမဘက်ကဒါမှမဟုတ်ယောက်ျားဘက်ကရွှေမျိုးတွေရဲ့ဒုက္ခပေးခြင်းကိုအလွန်ခံရတဲ့လူလို့ကျွန်တော်တို့တွေ့ရအဲ့ဒါသတိထားဖို့လိုတယ်။အဲ့တော့စနေသားမိတွေကဟုတ်တော်ကြီးမဟုတ်တယ်ဆိုရင်နည်းနည်းခက်ကြီးကြီးကျယ်ကျယ်ပြောတတ်တဲ့လူတွေ နည်းစမကြကြပြောတတ်တဲ့လူမျိုးတွေဟိတ်ကြီးဟန်ညင်နေတတ်တဲ့လူတွေအဲစတိုင်နဲ့နေတတ်တဲ့လူတွေကိုမသိစိတ်ကအထင်ကြီးလေးရှိတယ်။အဲတော့စနေသားမီဒီယာကိုကွာချစ်တယ်ဆိုရင်ကိုကနည်းနည်းဟိတ်ဟန်ထုတ်တတ်ဖို့တော့လိုလိမ့်မယ်။နော်။စကားကြီးစကားကြီးပြောတာတော့မဟုတ်ဘူး။နည်းနည်းကြီးကြီးမားမားလေးတွေပြောဖို့တော့အရန်သေးနှုတ်တာတွေပြောရင် စနေသားမီဒီယာမျက်စိမကျ။တော့စနေသားမီဒီယာတကယ်ကိုဟိုဒိဋ္ဌိကျဲတွေကိုသွားကြိုက်မိတာမျိုးတွေလည်းဘဝမှာကြုံရတတ်လို့အကြီးကြီးကြီးပြောတဲ့လူတွေနဲ့လည်းစနေသားမီဒီယာအန်ကားတယ်။ တခုပဲရွှေမျိုးအတိုင်းဝိုင်းနေများတာမျိုးတော့စနေသားမီဒီယာရွှေမျိုးတွေရဲ့ဒုက္ခပေးခြင်းတွေအလွန်ခံရတဲ့တာဖြစ်တဲ့ရွှေမျိုးအတိုင်းဝိုင်းနေတဲ့လူအမျိုးချစ်တဲ့လူတွေကိုသွားမယူမိစေနဲ့အဲဒါဆိုတသက်လုံးဒုက္ခရောက်ပြီးအမေချစ်တယ်နောက်တူတူမချစ်တယ်အညီကောင်မောင်နှမရှိတယ်ရှိတဲ့ပတ်စံအဲ့ဒီသူ့အမျိုးတွေစီရောက်အိမ်အောင်ကြွားတာကြွားအဲ့လိုတွေဖြစ်တတ်တယ်ဒါတွေကိုသတိထားဖို့လိုတဲ့တယ်မှာပါပါတယ် အဲ့တော့တခုတော့သတိထားရမယ်စနေသားမီဒီယာလက်ဖွာတဲ့လူမျိုးကိုလုံးဝလုံးဝအိမ်အောင်ဘက်ဖြစ်မရွေးမိစေနဲ့။ကိုကနေကြီးကြီးရဲ့သွားယူမိတဲ့အတိုင်းသွားကြီးကြီးရဲ့အုံးတဲ့လူနဲ့သွားပြောရတယ်လက်ဖွာတဲ့အုံးဆွဲမတက်ဘူးငွေကြီးစီမံခွင့်ခွင့်မှုအားနေတဲ့လူမျိုးအိမ်အောင်ပြုတ်မိပြီးစနေသားမီဒီယာကုံယုံရှာသလောက်အဖက်မတင်တာရဖြစ်တဲ့။နော်။ဒါလို့ဆိုရင်ကျွန်တော်သဘောပေါက်မယ်ထင်ပါတယ်။စနေသားမီဒီယာအားလုံးကံကောင်းပြီးအဆင်ပြေမှုတွေရကြပါစေ။